အားလုံးပဲမင်္ဂလာပါကျွန်တော်အခုသောလော်လမ်းမဘေးမှာရှိတဲ့ The Bangkok Thonlor Lesugun ကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်အတွင်းကဖွဲ့စည်းပုံလို့ကျွန်တော်တို့အထက်မှာချက်တော့သွားပြီးသိလာကြည့်အောင် Facility အပိုင်းနေရတော့360 Infinity Pool Jewondo Fitness Center Skyline Lodge Private Garden နဲ့ Automatic Car Parking လို့ပေါင်းပါဖြစ်ပါတယ် Lesugun မှာဆိုရင်သူက Japanese Ocean နဲ့ထားပြီးထားတာတွေ့ရပါဗျာ ူကမနက်7:00နာရီကနေည7:00နာရီထိပြင်ထားတော့တွေ့ရပါတယ်။တောင်းပြကျွန်တော်ဒူဟန်ကိုသွားကြည့်လိုက်ရတယ်။ဟောဒါတော့ locker room ဖြစ်ပါတယ်ဒီနေရာမှာဆိုတော့ကိုယ့်ရဲ့အဝိစာရင်ထင်လို့ရအောင် locker room နဲ့ထည့်ပြထားတွေ့ရပါမယ်။ဘာဖြစ်ချမ်းနေတာတော့ကြည့်ရအောင်။ ဒီညဆိုသူကနားနေနေပြီးအောင်နေရာထိုင်ရင်းပြင်ဆင်ပြီးတော့ပြောရပါမယ်ဗျသူရဲ့ viewer ဆိုရင်ဘန်ကောက်တမျိုးလည်းလာပါရင် CCTV ကိုပြောရအောင်ဖြစ်ပါတယ်ဟုတ်ပါချမ်းပါဆို Japanese person ရှိပါတယ်ဘာလို့ကြည့်ရဒီညမှာဆိုသူကရှောက်ပါလို့မတော့တခန်းဖွင့်စီပြီးတော့ပြောရပါမယ်ဒါတော့ Japanese person ဖြစ်ပါတယ်ဗျသူရဲ့ဖွင့်စီပုံလေးကတော်တော်လေးကိုလာပါတယ် ျွန်တော်ခုပြပြီးမှာတော့60 square meter one bedroom ခန်းပဲဖြစ်ပါတယ်။ဒီခန်းက less suite ခန်းဖြစ်တဲ့ကြောင့်မို့သူ့ရဲ့အတင်းခန်းဖွင့်စီပုံလေးကတော်တော်လေးကိုလာပါတယ်။အခန်းမှာဆိုရင် automatic sensor လေးထည့်ပေးထားပါဆိုတော့သိရပါတယ်ဗျာ။ဒါကတော့ dining room area ပဲဖြစ်ပါတယ်။ဒီမှာဆိုခန်းလေးတစ်ခုရှိရဗျာ။မီးရခန်းနေပြီးတော့အောက်ထပ်နော်ပြီးတော့5 star hotel လို့မျိုးဆောက်ပြေဝန်ဆောင်မှုကိုလမ်းယူလို့ရမှာဖြစ်ပါတယ်။ဒါတော့ living room area ပဲဖြစ်ပါတယ်။ ွေရဲ့ကဲရမှာဆိုရင်ဘက်ကူတစ်ခုထားပြတော့တွေ့ရပါကြ။ပါပြီးအိတ်ခံအောင်ကြည့်ရအောင်။ခုမြင်တွေ့နေရတော့အရင်ကလပါတဲ့အိတ်ခံလေးပဲဖြစ်ပါတယ်။အိတ်ခံဆိုရင် closet အဝတ်လဲခံနဲ့တွဲပါတယ်အိတ်ခံလေးပဲဖြစ်ပါတယ်။ဒါကတော့ closet room ပဲဖြစ်ပါတယ်။တွေ့ကဲရမှာဆိုရင်အိမ်တိုင်းချူခံခံထားပြတော့တွေ့ရပါကြ။ဘတ်တက်လည်းပါပါကြ။အိမ်တိုင်းချူခံရတော့ automatic sensor လေးပဲဖြစ်ပါတယ်။ ကျွန်တော်အခုပြပြမှာတော့86 square meter two bedroom ခန်းပဲဖြစ်ပါတယ်။ဒီခန်းကိုဝင်လာချင်းကျွန်တော်ညာဘက်ချမ်းမှာဆိုရင် spray kitchen လေးထားပြီးတော့တွေ့ရပါတယ်ဗျ။ kitchen ကတော့တော်တော်လေးကိုလှပပြီးကြီးပါတယ်ဗျ။ဒါကတော့ dining room area ပဲဖြစ်ပါတယ်။ဒါကတော့ living room area ပဲဖြစ်ပါတယ်။ living room area ကတော့တော်တော်လေးကိုလှပပါတယ်ဗျ။သူရဲ့ကဲမှာဆို balcony တစ်ခုထားပြီးတော့တွေ့ရပါတယ်။ဘက်ချမ်းမှာဆိုရင်အိတ်ခန်းရှိပါတယ်ဗျ။သွားပြီးကြည့်အောင်။ဒါကတော့ပထမအိတ်ခန်းပဲဖြစ်ပါတယ်။ ူကမက်ကက်တီပဲနဲ့ထားပြီးတော့ပြရပါဗျ။စီလင်းကလည်းရမ်းုံမြင်ပါတယ်။ဒါတော့မက်ကက်ရုံပဲဖြစ်ပါတယ်။သူကဲမှာဆိုရင်အင်တိုင်းဂျူဂန်ခန်ထားပြီးတော့တွေ့ရပါတယ်ဗျ။ဘတ်တက်လည်းပါပါတယ်။တော်ပြီဒုတိယအိတ်ခံကိုတော့ကြည့်အောင်။ဒါတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်။ဒုတိယအိတ်ခံကိုမတော်ခင်မှာဆိုရင်သူကအင်တိုင်းချူခန်တခန်ဖွဲ့စည်းပေးတာကိုတွေ့ရပါပြီ။ ထားတော့ဒုတိယအိတ်ခံမှဖြစ်ပါတယ်။ဒုတိယအိတ်ခံကတော့တော်တော်လေးကိုလာပါရဲ့ဗျ။သူကဲမှာဆိုမှန်ပတိမောက်ထားပြီးတော့တွေ့ရပါတယ်။အဲ့တော့ဘန်ကောက်ဖုန်းလောင်းလစ်စကွန်တို့စိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုရင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Fiber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်ဆန်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကိုနုံနဲ့လုံချင်းဝေယူမှာဆိုရင်တော့ GNG Thai House Facebook ဆက်သွယ်မြန်ဆန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။